တတန်းကုန်ဆုံးနေတဲ့ကရမ်းမြေပေါ်အခြေခံပြီးတော့အမွေပုံစီမံခန့်ခွဲပေးစီလိုမှုဆွဲဆိုလို့ရပါသလားအားလုံးပဲမင်္ဂလာပါကျွန်တော်ကတော့ LLD Group မြန်မာ Law Firm ကရလွတ်တော်ရှင်လေးဦးအောင်စုကဖြစ်ပါတယ်ကျွန်တော် Law Firm အနေနဲ့အများပြည်သူတို့သိထားတဲ့ဥပဒေဆိုင်ပြဿနာတွေကိုဆွေးနွေးပြဝေရရှိပါတယ်အဲ့တော့ကျွန်တော်ဒီနေ့ဆွေးနွေးမျှဝေပေးခြင်းတဲ့အကြောင်းအရာလေးရတော့မိမိဆွဲဆိုမဲ့မြေဟာပေါ့နော် ခရံမြေဖြစ်ပြီးတော့အဲ့ခရံဟာတက်တန်းကိုဆုံးနေတယ်ဆိုလို့ရှိရင်အမွေးဘုံစီမံခန့်ခွဲပေးစီလိုမှုဆွတ်ဆိုခွင့်ရှိသလားမရှိဘူးလားဆိုတဲ့အကြောင်းအရာလေးနဲ့ပတ်သက်ပြီးတော့ဆွေးနွေးမျှဝေပေးကြပါတယ်။ဒီအကြောင်းအရာလေးနဲ့ပတ်သက်လို့ကတော့ကျွန်တော်စင်တုံးလေးတစ်ခုနဲ့ဆွေးနွေးမျှဝေပေးပါမယ်။အဲ့ဒီစင်တုံးကတော့ဥမျိုးမင်းသိန်းနဲ့ဒေါခင်ထင်းမြင့်ပါ6ပေါ့နော်။2023ခုနှစ်မြန်မာနိုင်ငံတရားစင်တုံးများစာ80ခုအမှုဖြစ်ပါတယ်။ စင်ထုံးမှာပါတဲ့အကြောင်းချင်းရာကိုမဆွေးနွေးတော့ဘူးပေါ့နော်အဲ့ဒီစင်ထုံးထဲမှာဆုံးဖြတ်ထားတယ်ဆုံးဖြတ်ချက်တွေထဲကအခုဆွေးနွေးမဲ့ခေါင်းစဉ်နဲ့ကိုက်ညီတဲ့ဆုံးဖြတ်ချက်အချို့ကိုကောက်နှုတ်ပြီးတော့ဖော်ပြရမယ်ဆိုလို့ရှိရင်ခရင်တက်တန်းကုံဆုံးတည်နေတဲ့နောက်ထပ်ခရင်ထုတ်ပေးခြင်းမရှိပါကတဲ့ခရင်မြေမှာတဲ့အစိုးရမြေဖြစ်သူပြန်လဲရောက်ရှိသွားပြီဖြစ်တယ်လို့ဆုံးဖြတ်ထားပါတယ်အဲ့တော့မူလကခရင်မြေဖြစ်တယ်ပေါ့နော် ဲ့ဒီခရံတက်တန်းကုန်သွားတဲ့အခါမှာနောက်ထပ်ခရံထပ်ထုတ်ပေးခြင်းမရှိတော့တက်တန်းတိုးပေးခြင်းမရှိတော့ဘူးဆိုရင်အဲ့ဒီမြေဟာအစိုးရမြေအဖြစ်ပြန်လဲရောက်ရှိသွားပါလေတဲ့အဲ့တော့အစိုးရမြေအဖြစ်ပြန်လဲရောက်ရှိသွားတယ်ဆိုလို့ရှိရင်တော့ဘာဆက်ဖြစ်မလဲဆိုတော့ကျွန်တော်စီရင်ထုံးကိုဆက်ပြီးတော့ကြည့်ပါမယ်အဲ့တော့အချင်းဖြစ်မြေဟာတဲ့တက်တန်းကုန်ဆုံးပြီဖြစ်လို့ပေါ့နော်အမွေပုံစီမံခန့်ခွဲပေးစီလိုမှုဆွဲဆိုခွင့်မရှိတော့ကြောင်းနဲ့ပြည်တော်စုတရားလွတ်တော်ချုပ်က ဆုံးဖြတ်ခဲ့ခြင်းသည်တဲ့မှန်ကန်တယ်လို့เนาะဒီအထူးယူခံရုံးကအတီးပြုတ်ပြီးတော့ဆုံးဖြတ်ပါတယ်အဲ့တော့အစိုးရမြေဖြစ်သွားပြီဆိုလို့ရှိရင်အမွေပုံစီမံခန့်ခွဲပေးစီလို့မှုဆွဲဆိုခွင့်မရှိတော့ဘူးပေါ့เนาะအဲ့တော့ဒီစီရင်ထုံးမှာပါတဲ့အကြောင်းချင်းရနဲ့အနှစ်ချုပ်ဆွေးနွေးရမယ်ဆိုရင်နံပါတ်၁ချက်ကเนาะဂရန်တက်တန်းကုံဆုံးရင်အစိုးရမြေဖြစ်သွားမယ်အစိုးရမြေဖြစ်သွားရင်အမွေပုံစီမံခန့်ခွဲပေးစီလို့မှုဆွဲဆိုခွင့်မရှိတော့ဘူး အဲ့တော့မိမိအနေနဲ့အမွေဘုံစီမံခန့်ခွဲပေးစီလိုမှုဆွဲမဲ့မြေဟာခရံမြေဖြစ်နေတယ်ဆိုရင်ခရံတတ်တန်းကုံဆုံးခြင်းရှိမရှိဆိုတာကိုတတိပြုစစ်ဆေးရမှာ ဖြစ်တယ်ပေါ့နော်မူလကမိမိရဲ့မိဘဘိုးဘွားတွေပိုင်ခဲ့တာမှန်တယ်ဆိုရင်တော့မှကိုကအမွေမှုဆွဲမဲ့အချိန်မှာပေါ့နော်အဲ့ဒီခရံတတ်တန်းကုံဆုံးနေတယ်ကို့အနေနဲ့လည်းတတ်တန်းမတိုးခဲ့ရဘူးဆိုရင်အမွေဘုံစီမံခန့်ခွဲပေးစီလိုမှုဆွဲဆိုခွင့်မရှိပါဘူး ဆွဲခွင့်မရှိဘဲသွားပြီးတော့ဆွဲမယ်ဆိုရင်အမှုရှုံးနိုင်နိုင်တယ်ပေါ့နော်အဲ့တော့နောက်တစ်ပိုင်းမှာတော့ကျွန်တော်သက်ဆိုင်ရာကောင်းစဉ်လေးတည့်ရက်နဲ့ဆက်လက်ဆွေးနွေးပြောင်းရေးပေးသွားပါမယ်ဒီဗီဒီယိုလေးကိုကြည့်ရှုခဲ့တဲ့သူအားလုံးကိုအထူးပဲကျေးဇူးတင်ပါတယ်